ဩစတြေးလျနိုင်ငံမှာကျင်းပမယ် AFC အာရှဘလပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိဖို့နှီးကပ်နေပြီဖြစ်တဲ့မြန်မာမျိုးသမီးဘောလုံးအသင်းအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့အားကစားသတင်းတွေကိုတင်ဆက်ပေးနေတဲ့အိုးရှိပါ2026ခုနှစ်ဩစတြေးလျနိုင်ငံမှာရှင်ပြိုင်ကစားသွားကြမယ် AFC အာရှဘလခြေစစ်ပွဲတွေအရဆိုရင်ဖြင့်ဂျွန်လ23ရက်နေ့ကစတင်ခဲ့ပြီဖြစ်ပါတယ်ယခုခြေစစ်ပွဲမှာတော့အသင်းပေါင်း34သင်းကပါဝင်ရှင်ပြိုင်ကစားသွားကြမှာဖြစ်ပြီးအုပ်စု80အနေနဲ့ခွဲပြီးတော့ရှင်ပြိုင်ကစားကြရမှာဖြစ်ပါတယ် အုပ်စုအဆင့်မှာအဆင့်တရရှိတဲ့အသင်းတစ်သင်းနဲ့ရတာနောက်တစ်ဆင့်ကိုရှင်ပြန်ကစားခွင့်ရရှိမှာဖြစ်ပါတယ်မြန်မာလေရွေစင်အမျိုးသမီးအသင်းအနေနဲ့အုပ်စုစီမှာကြားရောက်နေပြီးအုပ်စုစီမှာရှင်ပြန်ကစားသွားမယ်ပွဲစဉ်တွေအားလုံးကိုတော့မြန်မာနိုင်ငံမှာပဲလက်ခံကျင်းပသွားမှာဖြစ်ပါတယ်။အုပ်စုစီမှာဆိုရင်တော့မြန်မာလေရွေစင်အမျိုးသမီးဘောလုံးအသင်း၊ဘာရင်းလေရွေစင်အမျိုးသမီးဘောလုံးအသင်း၊ဘင်္ဂလားဒေ့လေရွေစင်အမျိုးသမီးဘောလုံးအသင်းနဲ့ဒါမင်နစ္စတန်လေရွေစင်အမျိုးသမီးဘောလုံးအသင်းတို့ကရှင်ပြန်ကစားသွားမှာဖြစ်ပါတယ်။ တရုတ်စုစီမှာဆိုရင်တော့ကမ္ဘာအဆင့်49မှာရပ်တည်နေတဲ့မြန်မာအမျိုးသမီးဘောလုံးအသင်းကနောက်တစ်ဆင့်ကိုတက်ရောက်ဖို့ရေပန်းအစားဆုံးဖြစ်နေပြီးအုပ်စုချောင်းတဲ့အခြေအနေမှာရှိနေပါတယ်ဂရုစီရဲ့အဖွင့်ပွဲစဉ်နေအဖြစ်အင်ရှင်မြန်မာအသင်းနဲ့ဒါမင်နစ္စတန်အသင်းတို့ကဂျွန်လ29ရက်နေ့မြန်မာစံတော်ချိန်၄နာရီချိန်မှာသူကနာအကစားကွင်းကြီးမှာရှင်ပြန်ကစားသွားကြမှာဖြစ်ပါတယ်။ကျွန်တော်တို့မြန်မာလက်ရွေးစင်မျိုးသမီးဘောလုံးအသင်းနေနဲ့ဒီခြေစစ်ပွဲအောင်သွားပြီးလာမယ့်အာရှဖလားပြိုင်ပွဲကြီးမှာဆိုရင်လည်းဘယ်လိုမျိုးအောင်မြင်မှုတွေဆက်လက်ပြီးရရှိအောင်ကြိုးစားသွားမလဲဆိုတာ ျွန်တော်တို့အတူတူစောင့်ကြည့်လမ်းနဲ့အတူတူအားပေးကြတာပေါ့အခုလိုမျိုးကျွန်တော်ရဲ့အားကစားသတင်းဗီဒီယိုလေးတွေကိုကြိုက်နေတတ်တယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like subscribe လုပ်ပေးဖို့နဲ့ comment လေးတစ်ခုခုမှတ်ပေးဖို့တောင်းဆိုချင်ပါတယ်ဗျ TikTok ကကြည့်နေတဲ့မြန်မာဘောလုံးချင်းပြည်သက်ကြီးအနေနဲ့လည်းအပေါင်းလေးကိုနှိပ်ပြီးအသေးလေးတွေပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်ဗျအားလုံးမင်္ဂလာရှိသောနေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေ